ားလုံးပဲမြင်ပါပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကလည်းကြည့်ကြပါရဲ Champion League တက်ပြီးအားလုံးမြင်ပါပါမနေ့ညတုန်းကဘယ်လိုပြောမလဲဆိုတော့ဒီ Everton နဲ့ Manchester United ပွဲမှာဒါထူးခြားတဲ့ဖြစ်ရပေါ့လေကျွန်တော်ဘလုံးပြေးတက်ပြီးရှားပါလေဒီလိုဖြစ်ရမျိုးတွေတွေ့ဘူးပါတယ်အိုးတုံးကလည်းတွေ့ကြတယ်ဒါပေမဲ့မနေ့က Everton က Manchester United ကိုအနိုင်ရသွားတဲ့အဲ့ပွဲအတွက်မှာဒါ Ghana Tracia Gay နဲ့ကိုနောက်ခံကစားမှာ Michael Keane ကိုရှားပါဒါဘလုံးဘလုံးနဲ့ပတ်သက်လို့ပေါ့လေ မင်းတရားမင်းနေရာမင်းတောင်းမကြည့်ဘူးဆိုတဲ့ပုံစံမျိုးပေါ့ဗျာအဲ့လိုပုံစံမျိုးပေါ့လေအချင်းများခဲ့ကြပြီးတော့မှဒါနာဂလာစီယာတီထုတ်ခံရတော့ဒါသူကြီးကတော့အဲ့လိုမသိဘူးပေါ့လေဘီလီယာကကွန်ဖာလုပ်ပြီးတော့ချက်ခိုင်းပြီးတော့ချက်ချင်းထုတ်လိုက်တဲ့အချိန်မှာဒါနာဂလာစီယာတီက73မိနစ်မှာထုတ်ခံရတယ်ဒီဖြစ်ရမှာဒီမိုက်ကယ်ကင်းကဒီဒါနာ ဂေးကိုသွားပြီးတော့သူကဆပြီးတော့ pressure ပေးတာပေါ့လေ။ဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်မှာဂါနာကီကဒေါသထွက်ပြီးတော့ပြန်လှုပ်တယ်။အဲ့မှာကန်ဆိုးကျင်တော့လက်ပါလိုက်တယ်။လက်ပါလိုက်ပြီးတော့ slap လုပ်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဆုံးတက်မှာကိုယ့်လက်တံကြီးကသူ့ကိုထုတ်ဖို့ဖြစ်တယ်။ဒီနေရာမှာအကြောင်းထုတ်ကြလဲဆိုပြီးတော့မေးတဲ့ခါမှာ IF အဒီဘောပဲ International Football Association ကစီကံနေထုတ်ပြန်တဲ့အဖွဲ့အစည်းကနေဘောလုံးသမားတယောက်ကကိုယ့်ရဲ့အတွင်းမှာအသင်းပေါ်အခြေချင်းပဲဖြစ်ဖြစ်ပြိုင်ဘက်ကိုပဲဖြစ်ဖြစ် ဒီပြအဖွဲ့ဝင်ကိုပဲဖြစ်ဖြစ်ဒဇုံတယောက်ကိုလက်နဲ့ violent ဖြစ်နိုင်တဲ့ပုံစံမျိုးလက်နဲ့ပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ် violent ဖြစ်နိုင်တဲ့ပုံစံမျိုးကျူးလွန်ရင်ဒါရဲ့အင်ဒူကပြရမယ်ပြိုင်ဘက်အသိရလို့မဟုတ်ဘူးအသိပေါ်ချင်းချင်းဖြစ်ရင်ရောဖြစ်ဖြစ်ဒီပြအဖွဲ့ဝင်ထဲမှာပဲဖြစ်ဖြစ်ရာမာနဲ့ပြည့်စပ်တဲ့ဖြစ်လည်းဖြစ်ဖြစ်ဒိုင်ကြီးနဲ့ဖြစ်လည်းဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဒါအဲ့လိုပုံစံမျိုးဖြစ်ရင်အနီကပ်ပြရမယ်ဆိုတဲ့ rule ရှိတယ်။အဲ့ rule ကဒါမနေ့ကဂါနာ Transia K ကတကယ်ကိုအနီကပ်ထိုက်ကြအောင် ဖြစ်တဲ့ဖြစ်ရကသူကနှစ်ခုဖြစ်တာဆိုတော့သူက Michael King ကိုဒါ Michael King ရဲ့အချင်းဖြစ်ပြီးတော့သူက slap လုပ်လိုက်တယ်အဲ့ဒါကို Jordan Pickford ကအတင်းဆွဲကာပြီးဆွဲထုတ်သွားခြင်းမှာ Pickford ကတော့မှ level နဲ့ဒီကိုကင်တဲ့အချိန်မှာ Pickford ကတော့သူနောက်ထပ်ကြီးကြီးမားမားမဖြစ်အောင်ဆွဲထုတ်ရေးလဲချင်ပါအနည်းငယ်လေး aggressive ဖြစ်ပြီးတော့သူထွက်သွားတယ် အကြမ်းကြတော့ violent content ကနှစ်ကြိမ်အောင်ကျူးလွန်နေဆိုတဲ့သဘောတရားကိုရတယ်ဒါပေမဲ့ကိုယ့်လက်တလူကြီးကတော့ action နေနဲ့တစ်ခုပဲပေါ့လေပထမတစ်ခုကိုကြည့်ပြီးသူကတိုက်ရိုက်အမိကျပြတယ်ဆိုအဖေက blue review လုပ်ပါလေ premier league က blue review လုပ်ပြီးတော့သူ့ကို block ပွဲပေးမယ်ဆိုတာကြည့်ရမယ်ဒါပေမဲ့ဒီနေရာမှာအမိကျဟာ titan တယ်လို့ပြောလို့ရဘူးလို့တစ်ဖက်မှာလည်းဒါ david moise ကတော့ဒီလိုဒရာမာနှစ်ယောက်ရံဖြစ်ကြတဲ့အခါဒါတကယ်ကိုကိုယ့်ရဲ့ position မှားသွားတဲ့အချိန်ဒါတကယ်သူတို့တတ်မှတ်ထားတဲ့ ဒီ standard အတွင်းမှာမကစားနိုင်ဘူးသူတို့စားတဲ့ expression မှာမကစားနိုင်ရှိပါအချင်းချင်းဒါစကားများကြတယ် fight ကြတယ်ဆိုတာဟာကောင်းတဲ့အလုပ်ဖြစ်တယ်ဘာညာသူကလည်းချီးကျူးတယ်နောက် Ruben Amorim ကလည်းဒါမျိုးကိုဒီသဘောကြတယ်ဒါပေမဲ့အနီးကပ်တော့တော့မဖြစ်သင့်ဘူးဆိုပြီးပြောထားတယ်ဆိုတော့ကစားမားဒီဘက်ကတော့ဒါအခုပွဲပြီးသွားချိန်မှာ Everton နိုင်သွားတော့ Ghana Croatia ဂျိုးကသူ့ရဲ့အသင်းပေါ်ရော Mike Tyson ရောဒီကြပွဲဝင်ရောအထူးဖြင့်ပြိတ္တတွေအားလုံးကိုတောင်းပန်လိုက်တယ်တောင်းပန်လိုက်တဲ့နောက်ဆက်တွဲမှာဗောလေအဓိကတော့သူဒီလိုမျိုးနောက်ထပ်မဖြစ်အောင် သူဘက်ကအဓိကတော့ဒီအေရွယ်ချက်ရှိတာတော့မဟုတ်ဘူးဗျာဒါ position position ကိစ္စနဲ့ဖြစ်သွားတာဖြစ်သွားပါလို့တယောက်နဲ့တယောက်ကြားမှာဒါလိုမျိုးကဘောလုံးပွဲမှာကျွန်တော်ရှိပါတယ်တယောက်ကကို position မှာဒီ position မှာငါရှိတယ်ပါရက်နဲ့နေမှားတယ်လို့ပါတို့ခါရက်တက်တာနောက်တန်းကဒီကနာမောက်ဟောက်တာလို့ပါတို့ခဏလာတူရချို့အချင်းချင်း aggressive ဖြစ်တယ်ဒါပေမဲ့တယောက်ယောက်ထောက်ခံပါဆိုလို့ချင်းထုတ်လိုက်ကြတယ်များကြတယ်ဗျာဒါအဒီလီယာမှာဒီလုံးကဆိုချီဝင်ဒါယာနဲ့ဒါတစ်ခါက အဲဒီပေါရာတို့ယူကစင်လိုက်ကြမှာတော့ရဖြစ်ကြတဲ့အခါမှာကိုယ့်လက်တန်းကြီးကနှစ်ယောက်စလုံးတောင်မှဗိုက်ရိုက်ဒီကပြတီထုတ်ခဲ့တဲ့တာရကရေရှိတော့အဲ့ဒီချက်ကနည်းနည်းတော့ surprise ပေါ့လေဒါပေမဲ့မနီယာတော့ကတော့အဲ့လိုဒီလိုဖြစ်ရပါဒါနိုင်ငံတကာဘလုံးခွဲချုပ်ရဲ့ဒါစီကန်လေးစီကန်လေးတတ်မှတ်တဲ့ခွဲကြီးရဲ့ယူရှာဖြစ်တာဟာမှန်ကန်တဲ့အနေကဖြစ်တဲ့ဗိုက်ရိုက်အနေကဟာ tight တန်သူဖြစ်တဲ့ဆိုဂါနာကလည်းသူ့ရဲ့အသင်းပေါ်ရောပြေးတတ်တရောနီးပြတဲ့အားလုံးကိုတောင်းပန်ခဲ့ပြီးတော့ ဒါနီးပြဒေးဗစ်ဝိုက်စ်ကိုနိုင်ကလည်းတီဖြစ်နဲ့ပတ်သက်လို့ဒါဘာမှထွေထူးပြောတာချင်းမရှိပါလို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုပြီးတော့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်